ားလုံးပဲမင်္ဂလာပါဒါကတော့ Arsenal ပြည်သက်တွေတက်တီးတန့်ပြောတဲ့သကားပေါ့လေကျွန်တော်တို့ Arsenal ကဒီရသီမှာ Premier League Champion ဆုကိုရဖို့အတွက်တော်တော်လေးတည်ရတာပြင်ဆင်ထားတယ်ကစားသမားတွေအားလုံးရဲ့စိတ်ပိုင်းဖြတ်မှုကလည်းအကောင်းဆုံးအခြေအနေမှာရှိနေတယ်ပြီးခဲ့တဲ့ညကဆိုရင်လည်းဒါကစားရခတ်တဲ့ Crystal Palace ကိုအင်ကွင်းမှာအစည်းရတစ်လုံးနဲ့တော့ကိုးနဲ့အနိုင်ရပြီးတော့ဒါ Man City ကို လီဗာပူးလိုအမှတ်တွေဖြတ်ထားနိုင်ခဲ့ပြီးဆိုတော့အာစနယ်ကပြီးခဲ့တဲ့ညကအတွင်းကိုကလည်းဒက်လန်ရိုက်စ်ရဲ့ဒီလွတ်တဲ့ကံဘောကနေပြီးတော့ဂါဘီယယ်ခွန်တိုက်ချပေးတာကိုအစေးကပိတ်သွင်းခဲ့တာဆိုတော့ဆပ်ပစ်တွေကနေပဲရတဲ့ဂိုးတွေဖြစ်နေတယ်အာစနယ်ဒီယာဒီမှာဒီ open play ကနေကိုအများကြီးမရထားတဲ့အပေါ်မှာအလုံးကထောက်ပြတဲ့ဝေဖန်နဲ့ပြီးခဲ့တဲ့အပတ်တည်းမှာဆိုလို့ရှိရင်စဘာကစားသမားဟောင်းအိုဟာရာကအာဆင်နယ်ကပဲ premier league ကိုဖျက်ဆီးနေတဲ့အောင်နေပေါက်ပန်းစီးလျှောက်ပြောတာရှိရပါတော့ ဒါကိုကျွန်တော်တို့ကဒီထိပ်ပြီးတော့ခေါင်းထဲထည့်ဆရာမလို့ဘာဖြစ်လို့လဲဆိုတော့ပရိသတ်အရှင်းချင်းပြောတဲ့ဇာတ်ကားရဲ့ကြားမှာလဲပြောရရင်ဂယူးဆိုင်ဆရာမလို့ဘာဖြစ်လို့လဲအာဆနယ်ကိုဗျာကျွန်တော်ဆိုအားပေးလာတာနှစ်ပေါင်း20ရှိပြီအနည်းဆုံး10နှစ်လောက်အားပေးခဲ့တဲ့သူတွေဆိုလို့ရှိရင်သိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကအာဆနယ်ဆိုတာဆပ်ပစ်တွေကိုခုခံတဲ့နေရာမှာအလွန်အင်မတန်မှညံ့ပြင်းတဲ့အသင်းတောင်းကံပေါ်ကနေပေးဖို့အများဆုံးအသင်း အလွတ်တက်ကံမော်ဒီယန်နေဂိုးအများကြီးပေးရတဲ့အသင်းအမြင့်မော်ဒီအသုံးမကျတဲ့အသင်းဒီလိုအသင်းမျိုးတွေဖြစ်ခဲ့တာအာဆင်နယ်ဆိုတော့ဟိုစတိုးစီးတီးကိုတန်းတက်လာတဲ့ခေတ္တဝန်ဆိုစတိုးစီးတီးကလက်ပြပေါ်မြှောက်လိုက်ပြီးအာဆင်နယ်နောက်တန်းကဂိုးပေးလိုက်ရပြီအဲ့လိုပဲကျန်တဲ့အသင်းတွေပိတ်ဆော့ရတဲ့တောင်းငံမော်တစ်လုံးရရဲကောင်းတိုက်သွားတယ်အဲ့လိုမျိုးပေါ့အများကြီးအာဆင်နယ်ကျွန်တော်တို့ကြုံခဲ့ရတာခံစားခဲ့ရတာဒီတော့အာဒီတာတို့ကစားသမားဘောက แท้มากระเดะอ่ะดีโลမျိုးတွေပေါ့เนาะဒီတော့อาร์တီတာကဒီအရှင်တွေကိုအကောင်ဆုံးပြင်ဆင်ပြီးတော့ set piece အကောင်ဆုံးအသင်းတင်းဖြစ်လာအောင် Premier League မှာတင်တာမကဥရောပရဲ့ set piece အကောင်ဆုံးအသင်းဖြစ်လာအောင်ဒီอาร์တီတာတည်ဆောက်ပြခဲ့တယ်ဒီတော့ကျွန်တော်တို့အကောင်ဆုံးအသင်းဖြစ်လာလို့ set piece ကနေ goal တွေအများကြီးရတာ set piece က goal တွေအများကြီးရလို့လဲဒါပို့ပြီးတော့ကောင်းလာတာဒီတော့ဘလို့ပဲရရအဓိကနိုင်မို့အရေးကြီးတယ်ကျွန်တော်တို့ကဟိုဘောလုံးကို goal တိုင်နာဆွဲသွားပြီးတော့ဘေးတွေကန်ထုတ်ပြီးတော့အချိန်ဖြုံးပြီးတော့ညစ်ပတ်ပြီးတော့နိုင်ဝဲရယူနေတာမဟုတ်ဘူးတရားနီလန်းကြကြနဲ့တတ်မှတ်ထားတဲ့ဒီပွဲစည်းကမ်းတွေအတိုင်းပဲကစားပြီးတော့အနိုင်ယူနေတာဖြစ်လို့ဒါတွေကဘာမှဟိုသူတို့မရှင်နိုင်လို့ပြောတဲ့စကားတွေပဲလို့တတ်မှတ်ထားလိုက်ပြီးသွားပြီမင်းတို့ရှင်ရှင်လို့ရှင်မင်းတို့ရှင်နိုင်အောင်ကြိုးစားလိုက်ဆက်ပီးစ်ကဂိုးသွင်းတယ်လို့ဗာသွင်းတယ်လို့ညာသွင်းတယ်လို့ပြောမနေနဲ့ပနတီးယသွင်းလိုက်ဒီဟာပဲအုံမိုးသွင်းလိုက်ဒီဟာပဲဆက်ပီးစ်တွေဘာကြောင့်ဆက်ပီးစ်တွေကနေဘာကြောင့်များများဂိုးရလဲအဲ့လိုဆိုတော့ open million နဲ့ကိုရဘကြိုးစားတဲ့ဟာကိုသူတို့ကဖောင်းလုပ်လို့ပြစ်ဒဏ်မလုပ်လို့ဒါမှမဟုတ်ချင်းထုတ်လိုက်လို့ဒေါင်းကံမဖြစ်လို့ set piece ဆိုတာဖြစ်လာလေ set piece ဆိုတာအလကားနေနေကျွန်တော်ကို set piece လေးပေးပါအောင်လို့တော်တောင်းလို့ရတဲ့အရာမဟုတ်ဘူးဒီတော့ set piece ရရဲဆိုတာကိုသွင်းမှုကြိုးစားမှုကိုပြိုင်ဘက်ကဟန်တိုင်းရင်းနဲ့ဖြစ်လာတဲ့ကိစ္စတွေဖြစ်လို့ဒါ Arsenal ကောင်းလို့ပဲဒီဟာတွေကရလာတာဆိုတော့ဘာမှ set piece ကပဲကိုသွင်းတဲ့ဘယ်ရပဲကိုသွင်းတဲ့မနာလို့လို့ပြောတဲ့စကားတွေပဲဖြစ်တယ်ဒီတော့ အာဆနယ်ဟာလက်ရှိမှာဇယားထိတ်ကနေပြေးနေပြီးတော့အရှင်နေကောင်းတရက်ကိုပိုင်ဆိုင်ထားပြီးပြီးခရဲညမှာဆိုအိုက်တာပြောသွားတာလည်းတော်တော်ကောင်းတယ်ပွဲပြီးမှတကယ်ဆိုရင်မန်စတီးပထမပိုင်းကလေးကချုံးနေတာကိုအာဆနယ်ကစားသမားတွေတီးတင်တီးနေတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့အာဒီတာပြောတော့ပထမပိုင်းအပြီးမှာကစားသမားတွေကိုဖုံးသုံးခွင့်မပေးထားလို့သူရောသူအတင်းသားတွေရောမန်စတီးချုံးနေဆိုတော့ပွဲပြီးမှပဲတည်လာတယ်ဆိုလိုတာကမန်စတီးချုံးချုံးမချုံးချုံးငါတို့ကနိုင်အောင်ကန်ရမယ်ဆိုတော့ mindset ကိုကောင်းထဲမှာရိုက်ထည့်ပေးထားပြီးသား ဒီတော့ကိုယ့်အကိုနိုင်အောင်ခိုင်မန်စတီတို့ကသူ99တစ်ဖက်ကလီဗာပူး99မနိုင်လားကျွန်တော်တို့နဲ့မဆိုင်ဘူးကျွန်တော်တို့အလောက်ကကျွန်တော်တို့ကိုယ့်ဘက်ကိုနိုင်အောင်ခံလို့ရှိရင်ပြီးပြီဆိုတော့အနေထားကိုသူကဒါရိုက်ထည့်ပေးသွားတာတော်တော်လေးနဲ့မိုက်တယ်အခုဆိုလို့ရှိရင်ဒီအော်တိုဘာလအတွင်းမှာကစားခဲ့တဲ့ပွဲတွေမှာလုံးဝဒါပေးကိုမရှိဘဲနဲ့ကျွန်တော်တို့နိုင်ခဲ့တယ်ပေါ့နော်ဆိုလိုတာအက်သလက်တီကိုလို့အသင်းဝင်တော်လေးကိုပြအနိုင်ရခဲ့တာဆိုတော့တော်တော်လေးနဲ့အားရစရာကောင်းတဲ့လာမဲ့ပွဲတွေကအခုလောက်ပွဲမကျတော့ဘူးဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ ဒီရာဒီမှာမျောလင်းချက်ကတော့တော်လေးကောင်းတယ်ဒါတောင်မှအဓိကကစားသမားတွေအာမပါနိုင်သေးတဲ့အချိန်လို့ပြောလို့ရတာပေါ့နော်ဥပမာအိုဒီကတ်တို့ဟာဘက်စ်တို့လို့ကစားသမားရဲ့တန်ရန်ကပြန်မလာနိုင်သေးတဲ့အချိန်မှာဒီလောက်သတိကောင်းနေတာကတော့တော်တော်လေးကိုကျဉ်တတ်ကြကောင်းတဲ့အချိန်နေလို့ပြောရဲဒါကြောင့်အာဆင်နယ်ပရိသတ်တွေအနေနဲ့ဘသူဘာပြောပြောကိုယ်အတင်းရဲ့ဖြစ်တည်မှုကိုယ်အတင်းရဲ့ရောက်ရှိနေမှုပေါ်မှာဂုံယူပါလို့ပဲပြောလိုက်ရှင်ပါတယ်ခင်ဗျကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကိုချမ်းပါ